စကိုင်းတိုင်းမိကဲမြို့နယ်မင်းစုကြည်ရွာကိုစိုးစုကတိုက်လေရင်နဲ့ဘုံကျက်တပြက်လို့ခလေးငယ်6ဦးအပါအဝင်အရသာပြည်သူ17ဦးစုလိုက်ပြုံလိုက်တေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြတယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါတယ်။မေလ23ရက်မနေ့ကမွန်လွဲ့နေ့ခန့်မှာမိကဲမြို့နယ်ကလေးဝါရာကြီးကားလမ်းပေးမှာတည်ရှိတဲ့မင်းစုကြည်ရွာကနေအိမ်တွေကိုစိုးစုကတိုက်လေရင်တစည်းနဲ့ဘုံကျက်တပြက်ခဲ့တာပါ။ဘုံဒီမန်လို့အသက်မပြည့်သေးတဲ့ခလင်းငယ်၆ဦးအပါအဝင်ကိုဦးပွဲချင်းမိတည်ဆုံမိ ဒဏ်ရာရှိသူတွေတဲကနောက်ထပ်နှစ်ဦးသေဆုံးကစုစုပေါင်းသေဆုံးသူ12ဦးအထိရှိလာတယ်ဆိုတာနဲ့နေအိမ်၆လုံးမိလောင်ကြာကြာခဲ့တယ်လို့ဒေသခံတို့ကပြောပါတယ်တိုက်လေရင်လည်းရွာပေါ်ပတ်ပြန်ကလူနေအိမ်တွေကိုပုံကျဲတက်ဖြတ်တာဖြစ်ပြီးတော့လက်ရှိအချိန်ထိတေဆုံးတန်ရသူအသေးစိတ်ကိုတော့အတိမပြုနိုင်သေးပါဘူးပုံကျဲခံရတဲ့မင်းစုကျေးရွာမှာတိုက်ပွဲမရှိပေမဲ့အဲ့ဒီရွာနဲ့ ဆယ်မိုင်ကျော်အကွာအဝေးမှာရှိတဲ့မူဦးကျေးရွာဘမာတို့စုံစုနဲ့တော်လိုင်းအင်အားစုတွေတိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံတူကပြောပြပါရယ်စုံစုဟာ2024ခုနှစ်ဇွန်လ3ရက်ကလည်းမင်းကင်းမြို့နယ်မတော်ရွာမင်္ဂလာပွဲကိုဂျက်ဖိုက်တာတိုက်လေနဲ့ဘုံကျက်တပြက်လို့ကလေးတငယ်တွေအပါဝင်မင်္ဂလာပွဲလာအယတားပြည်သူ33ဦးသေဆုံးကဒဏ်ရာရှိသူ64ဦးထိရှိခဲ့ပါရယ်